အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CDM စစ်သားဇင်ယောဖြစ်ပါတယ်2025ခုနှစ်ဇွန်လ21ရက်ညနေခင်းစီးရီးသတင်းသုံးသပ်ချက်များကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ကချင်ပြည်နယ်ဝန်ကြီးခရိုင်အင်းတော်ကြီးအရှိမဲ့ချမ်းကတော့နေ့စဉ်လေချောင်းတိုက်ခိုက်မှုတန်းကိုခံနေရဆဲဖြစ်ပါတယ်ကိုပင်အင်းတော်ကြီးလမ်းမိုင်းကမမုံတိုင်းရွာနီးလေယာမြေတွေထဲမှာရွှေတူးပေါ်မှုတွေပြုလုပ်နေတဲ့အတွက်ကားလမ်းမကြီးကျိုးကျပျက်စီးနိုင်ွယ်စိုးရိမ်စရာအနေအထားတွေရောက်ရှိနေပြီဖြစ်ပါတယ် ရွှေတို့ပေါ်မှုတွေဟာနှစ်ဖက်တော်တက်တွေရဲ့ဒေသနာခွင့်ပြုချက်ရရှိမှလောက်ကန်ရတာဖြစ်ပါတယ်။အချမ်းဖက်စစ်တပ်ကတော့ပြောနေတဲ့ထူးခြားလာမှာမဟုတ်ပါဘူး။ဒါကြောင့်မမုံကိုင်းကို KIA ကချင်သုံးမြောက်ရေးတပ်မတော်နဲ့ပူးပေါင်းတက်တွေအများဆုံးထိန်းချုပ်နိုင်အောင်ကြိုးစားပြီးအဆိုပါလုပ်ငန်းတွေကိုဟန်တားနိုင်မှုကြိုးစားရန်လိုအပ်နေပြီဖြစ်ပါတယ်။မွန်ညမြို့နယ်ထဲကပိုပင်လယ်မီညမဒေသတွေမှာမူရစေဝါဖြန့်ပြိုးသူတွေဖြန့်ပြိုးသူတွေညပြတဲ့ထက်ညပြလာပြီးဝေပေးနိုင်မှာကပြန်လဲလွတ်မြောက်မှုတွေကလည်းညပြနေနေဖြစ်ပါတယ်။ ဘဘောစင်းမျက်နှာမှာတော့လေကြောင်းတိုက်ခိုက်မှုတွေပြန်လဲလှုပ်ဆောင်လာနေတာရှိသလို KIA ကချင်းလွတ်မြောက်ရေးတပ်မတော်နဲ့ပူးပေါင်းတပ်ဖွဲ့တွေကလည်းအမှန်၂၁စစ်စင်ကိုကဲမှုဌာနချုပ်ကိုပြန်လဲချင်းကန်နိုင်မှုစုဖွဲ့နေတဲ့အနေအထားဖြစ်ပါတယ်။မခွေတာစောမြုပ်ဝင်းကျင်ကိုယနေ့မနေ့၆နာရီကမှလေကြောင်းကနေဘုံသုံးလုံးချပြီးတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်ရှိပါတယ်။စောစိတ်ဖြူကလာမေးစတုံးစီပေပါတွေတူလောင်ထားတဲ့ခြံတစ်ခုကိုဘုံကျဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ပြည်လူလူထုအထိတ်လိုက်မရှိခဲ့ပေမဲ့စတုံးစီပေပါ၈၀ ဆက်သုံးစီကာလန်၄တောင်နဲ့တဲအိမ်တစ်လုံးမီးလောင်ပျက်စီးခဲ့ရတာဖြစ်ပါတယ်။ပေါ့မြုံနဲ့နောက်ဖက်ချမ်းရှိအမှန်၂၄ကာဝေးပျက်စီးဆက်ရောင်းနီးဆက်ကြတဲ့ဆိုင်းရုံဒေတာကိုတိုက်ပွဲပြပွားခြင်းမရှိဘဲနေချောင်းကနေဘုံကုန်ဘုံခုနှလုံးချပြီးတိုက်ခိုက်ဖျက်ဆီးမှုပြုလုပ်ထားတာရှိပါတယ်။အခုကူမြို့ရွှေချောင်းဝေးအနီးတစ်ဝိုက်မှာတော့ယူနီဖောင်းပြဝေးပလာကဖာလို့ခေါ်တဲ့ပြည်သူလုံခြုံရေးနဲ့အခြားဖက်နှိမ်နေတပ်ဖွဲ့တွေလက်နက်ကိုစီနဲ့နေရာယူထားတာကိုတွေ့ရပါတယ်။ ဂျမန်နေ့မနေ့မှာတော့နိုင်ရီကန်ကဘာလုံးစက်ခိုင်းရဲ့ကိုကြီးကျော်ကာရင်းလုံးတစ်ခုဖြစ်တဲ့ခွန်စုလမ်းဆောင်ကဆစ်စကန်းကို15မိနစ်ကြာစီးနေတိုက်ခိုက်မှုပြုလုပ်နိုင်ခဲ့ပါတယ်။စစ်ကောင်စီဘက်ကတူမက်စီတယောက်လက်ရဖမ်းဆီးနိုင်ခဲ့ပြီးအမီနိုင်းကိုမန်ဒိုစိန်ကျောင်းတက်လက်အပါဝင်လက်နက်ငယ်6လက်နဲ့နှက်ခမ်းညီအများပြားတင်းဆက်ရရှိခဲ့တယ်လို့ထုတ်ပြန်ကြေညာထားတာကိုတွေ့ရပါတယ်။ဗဟိုတိုင်းခြေချမ်းရွှေချင်းနယ်မြေထဲမှာပြီးခဲ့တဲ့ရက်ပိုင်းကထိတွေ့မှုခက်ဆိတ်ဆိတ်ဖြစ်ခဲ့တာရှိပါတယ်။ချင်းကာဝေးတပ်ဖွဲ့တွေကိုယ်တိုင်နဲ့ထုတ်ပြောလာပြီဖြစ်ပါတယ်။ အားရခတ်တော်ပလောဝဒေသကိုတိမ့်ပိုက်ထိန်းချုပ်နိုင်လို့သာချင်းပြည်နယ်ကမြို့တွေကိုချင်းကာဝယ်တပ်ဖွဲ့တွေတိမ့်ပိုက်ရရှိနေတာဖြစ်ပါတယ်။အကြမ်းဖက်စစ်တပ်ဟာ2018ဝင်းကျင်တွေကပလောဝမြောင်းချမ်းဒေသကိုတပ်မအီလေးမှအခြေပြုပြီးတပ်ဖြန့်လှုပ်ရှားခဲ့တာဖြစ်ပါတယ်။အဲ့ဒီကွေတွေကဖင်္ဂလာနယ်စပ်ဖြစ်တဲ့ BB 82ခံကားတောင်ကျောတဝိုက်မှာနှစ်နှစ်ကျော်လှုပ်ရှားခဲ့ဦးပါတယ်။ကွန်958စက္ကန့်မှာ2020ခုနှစ်တုန်းကပြတ်ကျခဲ့တဲ့ MI70 ရဟတ်ရဲ့ဒစီရဲ့ body ကြီးရှိနေပါသေးတယ်။ အင်ဂျင်နီယာဆက်ပစ္စည်းတွေကတော့ဖြုတ်ပြီးတည်သွားကြပါဘလောက်ဝကိုရရှိပြီးမှသာလိုက်လေးပြီးရေစွာမတူပြီးကံပက်နဲ့အဆရှိတဲ့နေရာတွေကိုချင်းကဝေးတက်တွေကထိန်းချုပ်နိုင်ခဲ့တာဖြစ်ပါတယ်။လိုင်လေးပြီးနဲ့ရေစွာဟာမြို့မဟုတ်ပဲခြေရွာကြီးတွေပဲဖြစ်ပါတယ်။ဇက်ဆောင်စီမံကိန်းကြီးရှိနေတဲ့ပလောက်ဝဒေသဟာစေရရောင်စီဝါရေးရပါဖို့တန်ပြီးအချက်ချာကြတဲ့နေရာကိုအာရခတက်တော်ဟာအပြီးပိုင်ထိန်းချုပ်နိုင်ခဲ့ခြင်းဟာအားရစရာအချက်ဖြစ်နေပါတယ်။ စကိုင်းတိုင်းရင်းမာပင်ခရိုင်ပလဲမြို့နယ်ရင်မောင်တိုင်းကျေးရွာဘက်ကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခံထားရပါတယ်။ဖုန်းလိုင်းတွေပါချက်တော့ခံထားရတာမို့ဒေသခံတွေထွက်ပြေးတိမ်းရှောင်ကြဖို့ပြင်ဆင်နေကြတယ်လို့သိရှိရပါတယ်။ပခုတ်ကူခြေဆိုင်အမှတ်တရတဲ့ချင်းပြန်တပ်မဌာနချုပ်လက်အောက်ခံဆလင်းတန်တွေကစစ်ကြောင်းနှစ်ကြောင်းတက်လာပြီးပလဲမြို့နယ်နှမိုင်ဝင်းကျင်ကကျေးရွာတွေကိုပထမဦးစွာနေပြည်တော်ရှင်းလင်းမယ်လို့သိရှိရပါတယ်။ဆိုပါစစ်ကြောင်းနှစ်ကြောင်းဟာအင်အား190ကျော်ရှိပြီးရှိပြီး စားလေးလေးမျိုးတွေကိုရောက်ရှိအခြေပြုထားပြီးဖြစ်ပါတယ်။ကန်ယူရန်နယ်မြေမှာကာဝေးအင်အားစုတွေတဖြည်းဖြည်းချင်းဆုံးမထိန်းချုပ်နိုင်မှုအားကောင်းလာတာကိုတွေ့ရပါတယ်။မိုင်150အကွာဝေးရှိတဲ့မြိတ်တဝဲလမ်းပိုင်းမှာစစ်ဆေးရေးဂိတ်တွေနေရာတော်တော်များများတိုးချဲ့လာတာကိုတွေ့ရပါတယ်။ပေါက်တိုင်းစော်ဝညောင်စင်တရေချောင်းမှာစစ်တပ်ဂိတ်ပြည်တိုင်းပြည်မြူကြီး66စုံစင်များမှာ PDF ဂိတ်ဝင်းဝါမှာစစ်တပ်ဂိတ်စိန်ကုန်းဝင်မှာ PDF ဂိတ်စိန်ကုန်းအထက်မှာ KNU ဂိတ် ဘုဒ္ဓံလည်းနဲ့ငင်းညာရေးရွာမှာ KNU KNL တကိတ်ပလောက်ပြီချထမင်းမစားမှာစစ်တကိတ်ခုနှစ်မိုင်နဲ့တက်လာတော့မှာ PDF ကိတ်ပလောနဲ့မကြီးကုန်းမှာစစ်တနဲ့ရဲကိတ်ကရဲလမ်းလုံးမှာ KNU ကိတ်ဘိုင်းနေဆရာစိတ်ဆက်တော်ရာမှာ PDF ကိတ်ကျဲမိလောင်ကြောင်းတဲဘုံသမုတ်ကြောက်ဖြာနဲ့ကြောက်ဖြူတော်မှာစစ်တနဲ့ရဲကိတ်စသဖြင့်အစီအီဖွင့်နေထားတာဖြစ်ပါတယ် ဆိုပါလန်ခီကိုနေဝက်ခအချိန်ကုန်ခံမောင်းနေကြရတယ်လို့ဒေတာကလည်းကြီးတွားနေကြပါတယ်စစ်တပ်နဲ့ရဲခိတ်တွေကခေကြီးကောက်ခံတာရှိတယ်လို့ဒီဘက်ကလည်းအလူခံတာထောက်ဖို့ထီကြောင်းတာရှိပါတယ်မိဘပြည်သူများခင်ဗျာစစ်တပ်နဲ့ရဲတောင်ပေးရသေးတာဒါမျိုးပေးရလို့အကြမ်းဖက်အားပေးဆိုပြီးဖမ်းလို့မရဘူးဖြစ်ပါတယ်ကိုဒီဘက်ကအဖွဲ့တွေကလည်းကြည်ကြက်တော့လို့ပေါ့တန်ဆွေးလုံကောက်များဘယ်ဒီကိုတော့မဖြစ်ပါသေးနဲ့ နေနေကလူလူအခြေပြုတဲ့ဆက်စင်ကြီးဖြစ်ပါတယ်။ပြည်သူလူလူအကြီးညိုပြည့်ရင်ဘေးဖွယ်စည်းမှရေရှည်ရပ်တည်နိုင်မှုမဖြစ်ဘူးဆိုတာသတိချရပါမယ်။ချမ်းမြောက်ရေးမှာ2021နိုင်ငံရေးအခင်းကျင်းမှာတွေက SNLD ပါတီအနေနဲ့ပြည်သူတွေနဲ့ပူးပေါင်းပါဝင်ခဲ့ခြင်းမရှိခဲ့သလို SBB အနေနဲ့လည်း PDF ဖြစ်လာမဲ့လူငယ်တွေကိုခိုးလုံဝင်ပေးခဲ့တာမရှိတဲ့အပြင်စစ်တင်တန်းပေးတာမျိုးလည်းရှိခဲ့တာမဟုတ်ပါဘူး။တစ်ဆယ်တစ်ဆယ်ကဆက်စင်ကြီးတို့ကနန်ခမ်းစခန်းလေးကောင်ကတမမှုကိုဆွဲထုတ်ပေးခဲ့တယ်။ ကြောင်မဲနဲ့ဒီဘောကြမှာ TNL ရဲ့အရာရှိကောက်ကိုပြစ်ခတ်တိုက်ခတ်ခဲ့တာကလည်းသူတို့အဖွဲ့ပဲဖြစ်ပါတယ်။2024နှစ်ဦးပိုင်းမှာမူဆယ်မျိုးတွေကိုမော်တော်ဟော်ပေါ်လန်တိုင်းစစ်ကောင်စီစစ်ကြောင်းကို SSPP uniform ဝတ်ပြီးပို့ပေးခဲ့တာတွေလည်းရှိခဲ့ပါတယ်။အခုလဲတချို့စစ်ကြောင်းတွေဟာအဲ့ဒီရှမ်းသိန်းဝစ်စုံတွေဝစ်စင်ပြီးစစ်ရေးချွေပြောင်းမှုတွေပြုလုပ်နေတာရှိနေတယ်လို့သိရှိရပါတယ်။ညတော့များနေပြီ SSPP လို့ဆိုရမှာဖြစ်ပါကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာ။ဒီနေ့ဗျာမနေ့မှာတော့ ချမ်းပြည်နယ်မြောက်ပိုင်းကထူးခြားဖြစ်စဉ်သတင်းလေးတွေကိုစီစဉ်တင်ဆက်ပေးတော့မှာမလို့စောင့်မျှော်နေကြဖို့ကြိုတင်သတင်းကောင်းပါအပ်ပါတယ်ခင်ဗျာတိုက်ပွဲရှိရင်အောင်ပွဲရှိရစလဲဆုံးနားထောင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်